အကြကြအကြကြဗျာဗျစိုးဝင်းနဲ့ညိုစောကိုအကွက်ပြောင်းလိုက်တာအစင်ပြေတယ်မလားကွာဟုတ်ကဲ့ပါဟုတ်ကဲ့ဒါနဲ့မဲစင်းတွေကိုရက်ထက်တိုးပြီးကြည်ခိုင်းတာရောကွာအဘရေကြည့်မဲ့လူကိုမရှိတာဟေးဟာဒါမဲ့အဘသတင်းထူးရှိတယ်အဘဘာသတင်းထူးမြန်ပြီလဲကွာသတင်းဦးကတော့မြူးနေလေရဲ့အဘရေဩမြူးကမှာပေါ့ကွာမြူးကမှာပေါ့သူ့ကြောင့်လဲ အရွယ်တော်တော်များများစစ်ထဲရောက်ကုန်တာလေကွာကြားပြန်ကြားပြန်ကြားပြန်လာမျိုးတွေအားလုံးပဲသဘာဝဘေးနဲ့မေးပြီးတဲ့မှာအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက်ရဘော်လူရှင် channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုတွေရရှိမှုလို့သွားပေးကြမှာတော့ယနေ့အော်တိုဘာလ23ရက်နေ့တနင်္လာနေ့ရမနက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးတော့မှာဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနှိမ့်ချဖို့ဒီနိုင်မှာထပ်မံတောင်းဆိုလိုက်ပါရစေ။နောက်ဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုရုစီဝါတဲ့နိုင်ငံတော်အာဏာကိုအတင်းတမာမတရားသဖြင့်သိမ်းပိုက်ထားတယ်မှာဒီနေ့မှာဆိုရင်တော့ ောင်916ရက်ရှိပြီဖြစ်ပါတယ်။မနိုင်ငံတော်ဝန်တရက်တာတွင်စစ်ကောင်စီကစစ်ခွေးတည်ဆုံးမှုစင်းမှာတော့အေယဝတီတိုင်းမြို့နယ်၅ခုလုံးမှာဒေများနေပါတယ်။တော်တော်လေးဥမာဒေများနေဖြစ်ပြီးတိုက်ပွဲတွေပုံပုံပြင်းထန်နေရတဲ့အလုံးသိမှာဖြစ်ပါတယ်။အခိုင်တော်အေရဲ့ထူးစစ်ဒီနဲ့တော်လိုင်းရဲဘော်တွေရဲ့ထူးစစ်တွေကလည်းပုံပုံပြီးရောက်ဒီတိုင်းရမျိုးနဲ့ငါးကိုတပြိုင်နဲ့ထိုးစစ်ဆင်နေထားတဲ့တွေ့နေရပါတယ်။ပြီးပြီးတော့တကုံးမြို့မှာတော့စစ်ခွေး၄ကောင်းအန္တရာယ်တိုင်းမိထီလာမြို့နယ်မှာ၂ကောင်းနဲ့စကိုင်းတိုင်းစကိုင်းမြို့နယ်မှာ၃ဦးလင်းဝင်ရောက်ခဲ့ကြောင်းလည်းသိရှိရပါတယ်။ ရောင်းသူသတင်းပုံအနေနဲ့ကတော့ online ပေါ်မှာမင်းအောင်နိုင်တဲ့သူမရဲ့ကျူကျူခေါ်ပါဝင်စေရာရှိတွေကိုတိတ်ခါကြစီရန်ပြောဆိုခဲ့တဲ့အမှုဟောင်းတွေကိုပြန်လည်ပေါ်ပြီးတိုင်ကြခံရလို့အမေရိကန်နိုင်ငံသူတမီးဆုခေါ်တက်ကိုကိုလေစိတ်မှာဖန်ခံခဲ့ရပြီးယင်းဦးရဲစကန်ကိုပို့ဆောင်ခံရတာဖြစ်ပါတယ်။ဒါကတော့အော်တိုဘာ12ရက်နေ့နနက်9:30မိနစ်ချိန်မှာပြပြဆိုင်ရာမြန်မာလေကြောင်းခီးစင်မှ AM 335နဲ့ရန်ကုန်လေစိတ်ကထိုင်းနိုင်ငံသူဝန်ထမ်းဘူမိလေစိတ်ကိုထုတ်ကောက်မဲ့တက်ကိုကိုလို့ခေါ်တဲ့တမီးဆုကို တက်တာဟာရန်ကုန်လေးစင်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။မိစုကိုပြည်ဦးလွင်မှာဆက်သွယ်ရေးဥပဒေပုံမှ66ယောက်ကာကြီးနဲ့အေးတင်ကိုစိုးတဲ့မိမကနေပြီးတော့မှုဖွင့်ထားကြောင်းနဲ့ပုံပြင်စစ်တပ်မှမဲအောင်တိုင်းကျူကျူခေါင်းတဲ့အရာရှိတွေကိုတိတ်ခါကြာစင်းစေရန်ပြောဆိုထားတဲ့လူမှုကွန်ရက်ကဗီဒီယိုဖိုင်တွေကိုလည်းစစ်တပ်ထံကိုအေးပို့ပြီးအေးတင်ကိုကဆက်လက်တန်ကြားသဖြင့်အမှုများထပ်မံတိုးလာနိုင်ကြောင်းလည်း၎င်းတို့ကပြောထားတာတွေ့ရှိရပါတယ်။အမီဆိုဟာအွန်လိုင်းမှာအေးတင်ကိုလူတီများတဲ့မျိုးသမီးနဲ့ပြဿနာဖြစ်ပွားခဲ့ပြီးနောက်မှာတော့အေးတင်ကိုကလည်းအပအားကိုနဲ့ အမီးစုကိုပြန်လဲပြီးတော့ဖန်ခံအောင်လုပ်လိုက်တာဖြစ်ပါတယ်အမီးစုရဲ့ယောက်ျားဖြစ်သူကတော့လက်ရှိချိန်မှာသူကတ်လို့ရတဲ့အဘတွေကိုကတ်ပြီးမိမလူမျိုးရေးအတွက်တူးစားနေဆိုတာလည်းသိရှိထားနေတာကိုဖြစ်ပါတယ်အဲတော့ဒီရင်းအပြင်မြန်မာနိုင်ငံမှာအဘလက်ထက်မှာနေရာကောင်းလို့ရှင်တဲ့သူတွေဘလက်ထက်မှာအင်ပေါ်ကြော်ကြားနေတဲ့သူတွေတော်တော်ရှိတယ်ဆိုတာကိုလည်းတွေ့နေရမှာနေတာကိုပဲဖြစ်ပါတယ်နောက်ထပ်သိမ်းပုတ်အနေနဲ့ကတော့အချမ်းပတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာစိုးဝင်းကိုရေးပါတဲ့စိုးရဝန်ကြီးဌာနဆိုင်ရာလို့သားအဆင့်ကော်မတီများနဲ့ ဘိုးကုမ္ပဏီများကနေဖယ်ထုတ်လိုက်ကြောင်းနေပြီးတော့စည်သတင်းမြစ်ကသိရှိရပါတယ်။ဒါဟာဇူလိုင်လ31ရက်နေ့စေုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးကာလုံကနေပြီးအစိုးရတစ်ပြန်လဲဖွဲ့စည်းခဲ့ရမှာရခင်ကစိုးဝင်ရဥက္ကဋ္ဌပြည်ဆောင်ရွက်ခဲ့သောအမျိုးသားအဆင့်ကုမ္ပဏီနဲ့ဘိုးကုမ္ပဏီများမှာတော့စိုးဝင်ကိုပြန်လဲခန့်ချင်မရှိတော့ပဲမင်းအောင်လိုင်းနဲ့နိုင်ငံတော်ဝန်ကြီးဖြစ်တောင်ဝင်ပေးခံရတဲ့လူစိုးတို့ကတာအဓိကဥဆောင်သူဥက္ကဋ္ဌများဖြစ်လာကြောင်းနိုင်ငံအတွက်ရေးပါတဲ့အမျိုးသားအဆင့်ကုမ္ပဏီနဲ့ဘိုးကုမ္ပဏီ3ခုထဲမှနည်းတွင်လဲစိုးဝင်ကိုဖယ်ထုတ်လိုက်ကြောင်းသိရှိရပါတယ် ဘဝဝင်ပိုးတိုးတက်ရေးအတွက်အဓိကကျတဲ့အသေးစားငွေစားနဲ့လက်စားစီးပွားရေးလုပ်ငန်းများမှာလည်းဝင်ပိုးတိုးတက်ရေးမျိုးသားအဆင့်ကော်မတီမှာလည်းမင်းအောင်နိုင်ဟာဥက္ကဋ္ဌဒူစောကဒူဥက္ကဋ္ဌအဖြစ်ပါဝင်ပြီးသုံးဝင်းကိုလုံးဝဖယ်ထုတ်လိုက်ကြောင်းနဲ့စက်မှုလက်မှုနဲ့စက်မှုစုံဝင်ပိုးတိုးတက်ရေးကော်မတီမှာလည်းဒူစောကဥက္ကဋ္ဌဖြစ်၎င်းမြမအထူးစီးပွားရေးတုံဆိုင်ရာစီမံခန့်ခွဲရေးဘူအဖွဲ့မှာလည်းဒူစောကဥပိဥက္ကဋ္ဌဖြစ်၎င်းပါဝင်ပြီးသုံးဝင်းကလုံးဝပါဝင်ခြင်းမရှိကြောင်းလည်း ရပါတယ်။ကဲစိုးဝင်းကိုတော့ဘယ်နေရာကိုပို့ချင်တာလဲဆိုတာကတော့ကျုပ်ရဲ့ရန်တရက်အတွက်ရင်းပါတဲ့ကော်မတီနဲ့ပုံမြတ်မှာတော့စိုးဝင်းကိုဆက်လက်ဖွဲ့သွင်းဖွဲ့စည်းချတာကိုတွေ့ရှိရပြီးဘုံဒူးဆောင်ဘွဲ့စိတ်ချမြင့်ရေးစီစီအဖွဲ့ကိုတွေ့မှာလဲစိုးဝင်းကိုနိုင်ရကဖြစ်လာကောင်းနေဆက်ဒေသနဲ့တိုင်းရင်းသားလူမျိုးများသူတို့တိုးတက်ရေးကော်မတီမှာလဲစိုးဝင်းကိုဒုတိယဥက္ကဋ္ဌဖြစ်လာကောင်းမင်းအောင်နိုင်ကထဲသွင်းဖွဲ့စည်းထားပါတယ်။ကဲလိုပဲပြီးပြီးတော်တိုင်းပြည့်ရနေဒီကုန်းလုံးပြီးပြအောင်တော့သိကြပါပဲ။နောက်ထပ်သတင်းပုဒ်အနေနဲ့ကတော့ကဘာနတ်မှာရှိတဲ့မြန်မာတန်ရုံးတွေမှာမဲပေးရေးအတွက်ပြည်သူတွေမဲပေးနိုင်ရေးမဲစင်းရင်မဲပေးခွင့်ကိုအချိန်ထပ်မံတိုးမြှင့်ကြောင်းဥစဉ်တော့ကြီးညာလိုက်ပြီဖြစ်ပါတယ်။ အရှိကြီးမှာကတော့ဘယ်မှာရှိတဲ့စစ်ကောင်စီတန်ယုံဟာတိုတင်မဲပေကွင်းလျှောက်လာတင်းမဲ့ရက်ကိုလက်ထက်တိုးပြီးဖြစ်ကြောင်းလဲထုတ်ပြန်ကြေညာခဲ့တာလဲတွေ့ရှိရပြီးတော့ဂျပန်၊ကိုရီးယားအစရှိတဲ့နိုင်ငံတွေမှာရှိတဲ့တန်ယုံတွေမှာမဲပေမဲ့ဆိုရင်တော့လက်ထက်တိုးတာဖြစ်တဲ့အတွက်ပြည်သူများအားလုံး ဝင်ရောက်မဲပေးနိုင်တယ်ဆိုတာကိုလည်းသူပြန်ကြေညာထားတာလည်းတွေ့ရှိရပါတယ်။ဒါကတော့ဒီဘက်မှနေတဲ့သူတွေကအတူဆုံးဖြစ်မှာပါ။လက်ရှိမှာတော့မဲစရင်ပေးဖို့နဲ့ပတ်သက်ပြီးတော့ဘယ်သူမှစိတ်ဝင်စားပဲ။ရင်းနှုံးကတော့မေဆုလက်ထက်မာတွေကတော့အားလုံးဒီတိုင်းပဲကိုယ်ကျိတ်ပြီးတော့မဲပေးဖို့တော့သူတွေကစဉ်းစားမှဆိုရင်လည်းနနဆောကြီးထပ်ပြီးမနဲ့၄နိုင်တော်ထေးရတန်ယုံနေရှိမှာတန်းစီတယ်။နိုင်ငံတကာမှာလည်းအဲ့လိုပုံစံတွေလုပ်နေတာလည်းအားလုံးတွေ့ကြရမှာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့မင်းရောင်နိုင်ရွေးကောက်ပွဲကိုပြည်သူတွေကခွေးကောက်ပွဲတော်စိတ်ဝင်စားတဲ့အနေထားလေးပေါ်နေနေရဖြစ်ခြင်းအပြင်ပြည်သူတွေကမင်းရောင်နိုင်ကိုထောက်ခံလားမထောက်ခံလားဆိုတာကတော့သူတို့ဘောမာတွေကိုမျှဝါထင်နေနေရနေတာကိုပဲဖြစ်ပါတယ်။ ီတစ်ပတ်ရဲ့ခေါင်းစဉ်လေးကတော့အာနာလှပါပြီယူဤစီတဲ့အာနာလှပါပြီယူဤစီဟုတ်ပါဗျာပုတုတူလေးခိုင်းသမျှတကြာအိုဘဝနဲ့ထားရနေဆရာသွားအမြဲလေဖားနေပါလျက်နဲ့သူတို့ဘဝအာနာလှပါပြီဗျာအာနာလှပါပြီနိုင်ငံတကာကြိုတင်မဲခါဆလို့ပြည်တွင်းကမဲစင်းနေအထိဘသူမှမကြည့်စိတ်မဝင်စား သူတို့ရဲ့ရွေးကောက်ပွဲအားလဲအာနာလှပါပြီဗျာအာနာလှပါပြီနိုင်ငံခြားဂျိုတင်မဲအတွက်ရက်ထက်ဒိုဘေးလဲပြည်သူတွေကတော့ဟာဟာပါပဲဗျာဟာဟာပါပဲအဲမြမအတန်ယုံတွေကဖီအားပေးလဲပြည်သူတွေကတော့ဟာဟာပါပဲဗျာဟာဟာပါပဲပြည်တွင်းကိုကြည်အောင်မလားဟိုလူက မှားတယ်ဒီလူက မပါဘူးပြောလိုက်နဲ့မဲစင်းလဲလာမကြည့်ကြအိမ်ထိလာပေးလဲပြည်သူတွေကတော့ဟာဟာပါပဲဗျာဟာဟာပါပဲ။ မဲထဲဖို့တရုတ်ပြလဲလာမကြည့်ဘူးမဲစင်းစစ်ဖို့လဲလာမကြည့်ဘူးယူဤစီယူဤစီအခုတော့အပူမီးတွေနဲ့ပူနေလေရဲ့ဗျာပူနေလေရဲ့ရွေးကောက်ပွဲကအတူအယောင်မယိုးသားတော့ဘယ်ပြည်သူကမှလက်ခုပ်လက်ဝါးတီးပြီးမကြိုးစိုးအပိုးလှုပ်တွေပါဆိုပြီးမှတ်ချက်ပေးပူတူတူလေးရတော့ငိုပွဲနှွဲရကြည်သေးလေဗျာဒီတခါပူတူတူလေးအကွက်ပြောင်း ်ညိုစောနဲ့စိုးဝင်းကြီးကတော့ဗဇက်အဟောင်းသားနဲ့ဂျန်နေလေရဲ့ဗျာဂျန်နေလေရဲ့နိုင်ငံကြီးတာဝန်တွေကိုစိုးဝင်းစီကနေညိုစောစီကိုလွှဲပြောင်းပေးမယ်ဆိုပြီးအကွက်အစ်စ်တွေစသုံးနေပြီဗျာအကွက်အစ်စ်တွေစသုံးနေပြီဟိုလိုပြောင်းလိုက်ဒီလိုပြောင်းလိုက်နဲ့ကြာတော့လေပုဒုတူလေးလေဖင်ဟောင်းလောင်းတာကြံတော့မယ်ဗျာကြံတော့မယ်ကြံတော့မယ်ရွေးကဝဲမပြေးမချင်းအယူဝီတယောက်လို့ ဟိုလိုပြောင်းလိုက်ဒီလိုရွှေ့လိုက်နဲ့စစ်အာဏာရှင်ဘဝကိုတကယ်လက်တွေပြနေတာဗျာလက်တွေပြနေတာစီနီယာဂျူနီယာကိုကြီးညီလေးနဲ့ပူပေါင်းပြီးကြံနေတော့ဘုံနဲ့ဆိုကိုကြီးတွေကိုဖြုတ်အားလုံးပေါ့အနာပြလိုက်တာအနာပြလိုက်တာဂျူနီယာညီလေးတွေကိုယာရူးတိုးပေးပြီးအယုံသွင်းယူပေမဲ့အယူပါဗျာအယူပါအယူပါဒီကြားတဲ့အာဆီယံဥက္ကဋ္ဌက နေပြည်တော်ကို နေချင်းပြန်လာတာကိုရွေးကောက်ပွဲထောက်ခံတာလို့လို့ဘာလို့လို့နဲ့ဝါဒဖြန့်ပြီးတရင်ဖြန့်နေတဲ့ချိန်အာဆီယံကစာပြန်ထုတ်တော့လိန်နာတွေအကုန်ပေါ်ပြီးအချက်တွေလဲကွဲကိုဂျိုးနဲပါလေရောဗျာကိုဂျိုးနဲပါလေရောတော်သေးတာနော်အာဆီယံဥက္ကဋ္ဌကများညာများ အိတ်သွားရင်တော့ ူတို့ကိုလာပြီးချောသိမ့်နေသလားများဆိုပြီးတော့သတင်းကဖြန့်ရင်ဖြန့်အောင်ပါဗျာလိန်ချက်ညာချက်တွေဗျာအမဲအမဲစစ်အာဏာရှင်ကိုဆန္ဒပြတုံးကမိသမီးဝစ်စုံနဲ့ရှေတုံးကကြွကြွရွရွနဲ့ထာသုံးလုံးထက်ထက်ထွန်းကစီပင်မှာသူရှုံးခဲ့သည်မြအခုပြီးသုံးလုံးမှာဂုံအဲမဟုတ်ပါဘူးပြုံးပြီးတော့ပြိုင်မယ်ဆိုလားပဲဗျာ 88အဝါရောင်ပြောင်ကြီးပါတီနဲ့ပြည်သုံးလုံးပြပြပြပါတီတို့ အပြိုင်အဆိုင်ဆယ်လီတွေကိုထည့်ပြီးတော့ရောပြီးလိုက်ကင်နေတယ်ဗျာလိုက်ကင်နေတယ်ဒီကြတဲ့ပြည်သုံးလုံးဥက္ကဋ္ဌတက်တက်ခံကလေအမေစုကိုစော်ကနိုင်ငံရေးကျင်းသားမဟုတ်ဘူးဆိုလားပဲသူတိသူတက် သူဆရာကြီးလှုပ်ပြီးအပြင်မှာလကွင်းတစ်ချက်တီးအကျယ်ကြီးမြည်တာကိုများ သူ့ကိုသူဟုတ်လာပြီလားဆိုပြီးထင်တာဘဘကြီးကိုဘပတ်ကြီးဘပတ်ကြီးကိုဘပတ်ကြီးကိုဖာထိုင်ကုန် နေရမြားရမလားပေါ့နော်။အော်ဒါနဲ့တို့ပြည်သူတွေဘဝကလည်းသူ့ကျုံဘဝကလွတ်ပြီးစစ်ကျုံဘဝနဲ့နေနေကြရတာခေဆက်ဆက်နိုင်ငံရေးမိုင်းလူမျိုးရေးမိုင်းဘာသာရေးမိုင်းနဲ့ဝါရပိုင်းမျိုးစုံနဲ့သွေးခွဲ အုပ်ချုပ်တာကိုခံနေကြရတာ ဒီမိုကရေစီဘွားငားနှစ်တာကာလရနေတဲ့ချိန်အော်လူဖြစ်ပြီးဟာဆိုပြီးရောပျော်နေတော့ပြုံးကနေဆိုတမရာယူကအာနာပြန်သိမ့်အမောင်ဘွားတဲ့ပြန်ရောက်ကြပြန်ပြီပေါ့ဗျာပြန်ရောက်ကြပြန်ပြီတော့လူမဆန်မှုတွေရက်ဆက်မှုတွေအတ္တကြီးမှုတွေကြောင့်ရင်းလိုက်ရတဲ့ပြည်သူအသက်တွေအနာဂတ်မဲ့သွားတယ်လူငယ်တွေရဲ့ဘဝတွေဗျာစဉ်းစားတာကြည့်ပြီးတော့ဗျာဒီကြတဲ့ ရွှေချောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်နဲ့လိုနေတာကသမင်းတို့လှူနေတာက ကြောက်တံဗရမားတို့ဗျာလိုနေတာကတနေရလှူနေတာက အာနာပါဝါရီစီတွားနေတဲ့ရွေးကတော့သူ့ဂျုံတွေများနေတဲ့ရွေးကတော့စစ်ဂျုံဘဝကတော့သက်ဆိုးရှိပါလေအောင်မယ်ဗျာသက်ဆိုးရှိပါလေအောင်မယ်ကဲလော်ဘီမမတွေရဲ့စမ်းထချက်ကတော့ ဆိုင်ကယ်12 final ကို လာရတဲ့အခြေအနေပြလာရတဲ့အခြေအနေမမမမဆိုပြီးတော့ဒဇင်ဦးကိုပိုးကျင်ပန်းကျင်လွန်းလို့တနိုင်ကနေပြီးတော့နေပြည်တော်ထိအောင်ဆင်းလာတဲ့ကောင်လေးပြကောင်လေးဘယ်ချိန်မေးမေးမမမမအတွက်ဆိုပြီးတော့ရှာထားသမျှတွေအကုန်ပေးစစ်ထဲဝင်ချစ်မလားဆိုပြီးတော့စွန်စားပြီလာဒဇင်ဦးရဲ့တော်ကီမှာပျော်နေရှာပြီဗျာပျော်နေရှာပြီ အဲ့ဒီမှာတကွဲကြားဖြန်ကွယ်အောင်ချင်းဟာပြည်သူလူထုရဲ့ထောက်ခံမှုရခြင်းမရခြင်းအပေါ်မှာလုံးဝမူတည်နေတဲ့အတွက်ပါစင်ကူးမျိုးနဲ့လက်ပံလဖြစ်စဉ်ကိုကျွန်တော်တို့သုံးသပ်ကြည့်အောင်ပါအဲ့ဒီဗီဒီယိုကိုအားလုံးကြည့်ပြီးသားဖြစ်မယ်လို့ထင်ပါတယ်ဒါပေမဲ့မကြည့်ရသေးတဲ့သူလည်းသိရအောင်ကြည့်ပြီးသားလူတွေလည်းမပြင်းရအောင်လိုအပ်တဲ့အပိုင်းကလေးတွေလောက်ပဲနည်းနည်းစီဖျက်ပြပါမယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အငင်းပွားတာတွေရှိလာပါတယ်ပထမဝေဖန်တာကပြည်သူကိုစော်ကားတယ် ရဲရင်ဆိုင်ဆိုင်ဆက်ဆံနေဆိုတဲ့အတန်မှာဒုတိယဝေဖန်တန်ကတော့လူငယ်ရဲဘော်တွေကတာဝန်ရလှုပ်ဆရာရှိတာလှုပ်တာအင်ရှင်ဘက်ကပူပေါင်းဆောင်ရွက်လို့စိတ်မပြတာပဲပြည်သူကိုစော်ကားတယ်လို့အများမြင်အောင်ပြောဆိုနေတယ်လို့ဆိုရတယ်လူငယ် PDF ရဲဘော်တွေကလှုပ်ဆရာရှိတာကိုတာဝန်ရလှုပ်တယ်လို့ပြောကြလေတော့ဖြစ်ရတဲ့ပြဿနာရဲ့အကြောင်းရင်းကိုနည်းနည်းစပြီးလေ့လာကြည့်အောင်ပါဟိုကစသားလေးဆိုတာရှိတယ် စတားလေးဆိုတာအကုန်ရှိတယ်ကျမတို့ကစတားလေးကိုသုံးဝင်ပြူပါတယ်ဒါပေမဲ့အခါချင်းဝင်ယူပြီးတော့အခါချင်းဝင်ယူပြီးတော့လည်းဘူးမှဝမ်းမလို့ဘူးလက်ပန်းလာလို့ခဏခဏဘုံကျဲခံရတဲ့နေရာမှာ Starlink ကိုလုံခြုံရေးကြောင့်သုံးခွင့်မပေးတာဟာမှန်တယ်လို့တချို့ကဆိုကြပါတယ်။ဒါပေမဲ့ဗီဒီယိုအစပိုင်းမှာ Starlink သုံးခွင့်ပေးတယ်။အခကြေးငွေယူပြီးတော့သုံးခွင့်မပေးဘူးလို့တော်လန်ရေးရဲဘော်အမျိုးသမီးကဆိုပါတယ်။လုံခြုံရေးရဆိုလို့ရှိရင်အခကြေးငွေယူခြင်းမယူခြင်းကအထူးပြီးတော့ပြဿနာမဟုတ်ဘူးလို့ထင်ပါတယ်။ အဲ့ဒီတော့လုံချိုရဲ့အကြောင်းပြချက်ဟာတိတ်မခိုင်းလုံးမဟုတ်နောက်ပြီးလက်ပံလာလိုနေရာစင်ကူးလိုနေရာမျိုးမှာ Starlink ကိုပိတ်လို့လဲရန်သူသတင်းပေးကွန်ရက်ကိုပိတ်လို့မရပါဘူးဖုန်းနဲ့သတင်းပေးလို့လဲရနေပါတယ်ဒေတာတွေကနေထွက်ပြီးတော့တခြားနေရာကိုမိုင်းညနေလောက်သွားလိုက်ရုံနဲ့လဲဗီဒီယိုဖိုင်ကအစပို့ပေးလို့ရပါတယ်ဒါပေမဲ့ဒေတာကန်အုတ်ချုပ်ရဲ့အဖွဲ့က Starlink ကိုအခကျင်းငွေယူသုံးခွင့်မပြုတ်ဘူးလို့စီကံထုတ်ထားတယ်ဆိုလို့ရှိရင် အဲ့ဒါကိုအင်ရှင်တွေဘက်ကတစုံတရာလက်ခံဆွေးနွေးတာမျိုးတော့ဖြစ်တင်တယ်လို့ထင်ပါတယ်။ဒါပေမဲ့ခက်တာကသူတို့ကဖမ်းမှုလာတာပါ။ဖမ်းခိုင်းလိုက်တာလို့ပြောပါတယ်။အဲ့ဒါအခုလိုအပ်တဲ့လူပါလည်းအကုန်လုံးသူတို့လိုအပ်တာမှန်တယ်များအကုန်လုံးသူတို့ပါအဲ့မှာမှာနော်ကျမတို့မှသက်သေရှုပ်ရေးအဲ့မှာဟုတ်ပြောလိုက်နော်ဒီထဲမှာဆရာအောင်သူနဲ့သူတို့ရှင်းလိုက်မယ်အခုကအရေးပေါ်အုပ်ချုပ်ရေးဥက္ကဋ္ဌကိုယ်တိုင်ဖမ်းခိုင်းလိုက်တာ။အရေးပေါ်အုပ်ချုပ်ရေးဥက္ကဋ္ဌကိုယ်တိုင်ကဖမ်းခိုင်းလိုက်တာလို့ဆိုပါတယ်။ အဲ့ဒီအရေးပေါ်အုတ်ချုပ်ရေးဥက္ခရာကိုယ်တိုင်ကဖန်ခန်းလိုက်တယ်ဆိုတော့အချက်မှာပြဿနာရှိပါတယ်။ဘာလို့အသေးဖွဲကိစ္စကိုဖမ်းဖို့အထိညွန်ကြတာပါလဲ။ဘာလို့တနတ်တွေနဲ့လူအများပြားရောက်လာတာပါလဲ။အဲ့ဒါကပြည်သူပေါ်ဆက်ဆံမှုဆက်ဆံနေမှာနည်းနည်းလွန်နယ်လို့ဆိုနိုင်ပါလိမ့်မယ်။အခုဒီကိစ္စနဲ့ပတ်သက်ပြီးစင်ကူးမြို့နယ်အရေးပေါ်အချုပ်ရေးအဖွဲ့ကစာထုတ်ပါတယ်။အဲ့ဒီထုတ်တဲ့စာအရတာဝန်ကျအရေးပေါ်တွေကကနအူးမှာ ကောင်းမွန်ကြေလည်စွာရှင်းလင်းပြောပြပြီး ပြဿနာအခြေတည်မဖြစ်ရေးကိုဥတီဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒါမှန်ပါတယ်အစပိုင်းမှာဆက်ဆံပုံတွေကအသိမစိုးလှပါဘူးကောင်းကောင်းမွန်မွန်ပြောဆိုတဲ့သဘောမျိုးရှိပါတယ်ဒါပေမဲ့ကြီးညာတဲ့ချက်ထဲမှာပဲဆက်ပြောထားတဲ့အတိုင်းဖြစ်ခဲ့ပါတယ်ပြည်သူလူထုပေါ်ဆက်ဆံရမယ့်စီကံကျွတ်တွေကိုချိုးဖောက်ပြီးတော့စိတ်လိုက်မှန်ပါအပြုတ်မှုတွေနဲ့နောက်ပိုင်းမှာပြန်လဲတုံ့ပြန်ခဲ့တာကိုစိတ်မကောင်းပေါ်ရတွေ့ခဲ့ရပါတယ်လို့ဆိုပါတယ်ဒါလည်းအမှန်ပါပဲ ဘာလို့ပုံလိုက်လဲလို့ပြောတယ်။အဲ့တော့ဟာခါလိုက်တာရှင်းလာရော။ကိုလိုကိုလိုကိုလိုစာညာလို့စားနေမဲ့ရှင်းလာ။ဘယ်လိုဘာလို့ရရှိမလဲခုကြည့်ရအိမ်မှာလည်းပလဲတော့ပါဗီဒီယိုဖိုင်လုံးဝမပြနိုင်တော့ဘူးဗီဒီယိုဝင်ပြနေတာတော့ရှိဘူးဗီဒီယိုကြည့်တာနော်ပြနေတော့ပါပြနေတော့ပါတော်တော်ပါတော်တော်ပါသတ်သတ်ခမရလိုက်ခဲ့အကုန်ပေါ်မှာနော်ခမရလိုက်ခဲ့ကြည့်ရကြည့်ရကြည့်ရမှာရ

က်ကက်လာအောင်ပြန်ပြီးတော့ရန်ထောင်ဝင်ရတာဟာစစ်အာဏာရှင်တွေမဟုတ်လို့ဒီလောက်ပြောလို့ရတာဆိုပြီးတော့ထောက်ပြပါတယ်ဒါလည်းမှန်ပါတယ်လူငယ်ရဲဘော်တွေဘက်ကတီးခန့်တင်းတဲ့လောက်တီးခန့်နာမျိုးအစာပိုင်းမှာရှိပါတယ်စစ်အုပ်စုလိုအလွန်အကျွံရန်ကားမှုမျိုးမလုပ်ခဲ့ပါဘူးဥပမာအဖြစ်ဆောစောကပြောသလိုရိုက်နှက်တာမျိုးတနက်နဲ့ချိန်တာမျိုးတွေမလုပ်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီလောက်နဲ့တွေမလုံလောက်ပါဘူးဘာကြောင့်မလုံလောက်တာလဲဆိုတော့ပြည်သူနဲ့ဆက်ဆံရေးမလို့ပါ ပြည်သူနဲ့ဆက်ဆံရေးဖြစ်တဲ့အတွက်အထူးအလေးနဲ့ထားသင့်ပါတယ်။ကောင်းမွန်တဲ့ဆက်ဆံရေးတိဆောက်နိုင်အောင်ကြိုးစားသင့်ပါတယ်။ပြည်သူနဲ့ဆက်ဆံရေးကောင်းမွန်မှာပြည်သူကချစ်နေမှာတော်လှန်ရေးအောင်မြင်မှာပါ။ဒါကိုအထူးလေးလေးနဲ့နဲ့စိတ်ထဲမှာစွဲမှတ်ထားရမှာပါ။စီကံချုပ်ပေါက်တဲ့လူကရောပြည်သူပဲလား။ကက်ကက်လန်ရန်ထောင်နေတဲ့သူကရောပြည်သူပဲလားလို့တချို့ကမေးပါတယ်။ဟုတ်ပါတယ်။ပြည်သူပါပဲ။ရန်သူသတင်းပေးမလုပ်သေးရင်တော်လှန်ရေးကိုမဆန့်ကျင်သေးရင် ပြည်သူတရားစတတာတွေခိုးဝှက်ထုတ်လုပ်တာပြည်သူကိုအနိုင်ကျင့်တာတွေမလုပ်သေးရင်ပြည်သူပါပဲအဲ့ဒါကြောင့်ပြည်သူကိုကောင်းကောင်းမွန်မွန်ဆက်ဆံဖို့လိုပါတယ်အခုဖြစ်တဲ့ကိစ္စကလူသတ်မှုလည်းမဟုတ်ပါဘူးဓမြမှုလည်းမဟုတ်ပါဘူးရာဇဝမှုကြီးတွေလည်းမဟုတ်ဘူးဆိုတာကိုဒါကိုတိတိကျကျသဘောပေါက်တယ်ဆိုလို့ရှိရင်ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံပြီးတော့စီယုံရင်းနည်းနဲ့သာပြည်သူကိုပြောဆိုဖြည့်ရှင်းတာမျိုးဖြစ်တင်ပါတယ် ဘော်ဒါရင်စီကနေမှာယင်ကြီးနဲ့ယင်ငယ်တွေ့လို့ရှိရင်ယင်ငယ်ကိုဦးစားပေးရတဲ့ထုံစံရှိပါတယ်အခုလဲလက်နက်ကင်ထားတဲ့အဖွဲ့အစည်းနဲ့တာမန်ပြည်သူတွေ့ရင်လက်နက်မဲ့တာမန်ပြည်သူဘက်ကိုဦးစားပေးရပါမယ်ညာတာပါမယ်တနက်နဲ့မချိန်မီမဲ့တနက်နဲ့အုပ်စုနဲ့လာကလေးကအသာစီးရပြီလားအသာစီးယူပြီလားပါတော်လိုက်သမားကောင်းပီတာဖို့ဆိုလို့ရှိရင်လက်နက်ပါတဲ့သူအဖွဲ့အစည်းဘက်ကလူကပို့ပြီးတော့သဘောထားကြည့်ဖို့လိုအပ်ပါတယ်ပြည်သူကရဲရဲဆိုင်ဆိုင်ပြောလာရင်တောင်မှငါတို့ကလက်နက်ကင်ထားတဲ့အတွက် ငါတို့ကတနက်ကင်ထားတဲ့အတွက်တီးခံလိုက်မယ်အတင်းနာခံလိုက်မယ်ဆိုတော့စိတ်ထားမြုပ်ထားဖို့လိုပါတယ်ဒီနေ့ခေတ်တော်လိုင်းမှာအခက်အခဲတွေများပါတယ်အဲ့ဒီအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့အတွက်လက်နက်ကင်တော်လိုင်းရေးသမားတွေတော်လိုင်းရေးရဲဘော်တွေဟာတာမန်လူတွေထက်မြင့်မြတ်တဲ့အနစ်နာခံတတ်တဲ့စိတ်ထားမျိုးမွေးမြူဖို့တီးခံဖို့ဆွလွတ်အနစ်နာခံဖို့လိုအပ်ပါတယ်အဲ့ဒါလိုစိတ်ထားနိုင်မှမွေးထားနိုင်မှတော်ရုံကြမှာပါအဲ့ဒါလိုအနစ်နာခံနိုင်မှ ော်လိုင်းရေးအောင်မြင်ပါပါအခုလူငယ်တွေရဲဘော်တွေလောက်ရဟာအလွန်မင်းဆိုးရတဲ့လောက်ရလို့ကျွန်တော်အနေနဲ့ပြစ်ပြစ်ခါခါမပြောလို့ပါဘူးဒါပေမဲ့တစ်ထက်အများကြီးကောင်းဖို့လိုအပ်နေပါသေးတယ်ပြည်သူနဲ့ဆက်ဆံရေးမှာကောင်းမွန်တဲ့သဘောထားကြီးတဲ့ကျင်နာနှွေးထွေးတဲ့ဆက်ဆံရေးတည်ဆောက်ဖို့လိုအပ်ပါတယ်စတာလင်ကိုအခကျင်းငွေယူပြီးတော့သုံးဆွဲခွင့်မပြုရဆိုတဲ့စီကန်းကရောမှန်ကန်တဲ့တရားမျှတတဲ့စီကန်းဟုတ်ရလားဆိုတာကိုပြန်စီစစ်တင်ပါတယ်ဒလန်တချို့အတွက် စင်ကူးလူနေရာမျိုးမှာသတင်းပေးဖို့သတင်းပို့ဖို့အဲ့ဒါတော့မခက်ပါဘူးအဲ့ဒီတော့ Starlink ကိုအခါချင်းငွေယူပြီးတော့သုံးခွင်ပေးတာဆိုင်ဖွင့်တာကိုတားမြစ်တဲ့လောက်ရဟာပြည်သူလူထုရဲ့တနိုင်တပိုင်းစီးပွားရေးကိုတားဆီးသလိုများဖြစ်နေသလားဆိုတာကိုပြန်စဉ်းစားတင်ပါတယ်အရေးကြီးဆုံးအချက်အနေနဲ့ပြောချင်တာကတော့ပြည်သူနဲ့ဆက်ဆံရေးဟာတော်လန်ရေးရဲ့အသက်သွေးကြောဆိုတာကို တော်လိုင်းရေးသမားတွေမမေ့ချဘူးပါ။ဘလမရီအားလုံးပဲဒီဗီဒီယိုလေးမှာကတော့ဆက်ကိုသိမြက်ကနေပြီးတော့နေ့ကဖြစ်ခဲ့တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့သုံးသပ်ကိုပြန်ထောက်ပြပြောဆိုပါဖြစ်ပါတယ်။ပြဿနာနဲ့ပတ်သက်ပြီးတော့မျိုးမျိုးဝေဖန်မှုတွေရှိနေကြိုက်မယ်တဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်တော့တစ်ဖက်ရဲ့ကကဘာမှမပြောခင်မှာပဲကိုယ့်ဘက်ကတစ်ကိုယ်ကသူတွေကပဲကိုယ့်ရဲ့ဒီအင်းတွေကိုကောင်းခြင်းဆိုးခြင်းတွေတော့ရှောက်ဝေဖန်ဖြစ်တဲ့အတွက်ဒီဘက်ကနေပြီးတော့တော့မဲ့သူရောနည်းနည်းတန့်သွားတဲ့အနေထားမှလည်းတွေ့ရပါတယ်။သူပြန်ချက်ကိုမြင်မြန်ဆန်းဆန်းထုတ်ပြန်လိုက်တာဟာဒါတကယ်ကိုမှပဲ အဘကသူတွေဘာမှမပြောခင်မှာအကုန်လုံးထိကပိတ်တဲ့သူပါပဲအာတကယ်လို့မှာတော်တော်နေနဲ့တကယ်ရေးကြီးတဲ့ကိစ္စဆိုတာတပြည့်တည်းပုံမှုပြီးတော့ပြန်ပွားမှုမရှိတော့ထိကံယူပိတ်လိုက်တဲ့ဆိုတာတွေ့ရဖြစ်ပြီးတော့လက်ရှိမှာကတော့လူတွေတိုင်းပဲတော်လိုင်းရေပေါ်ချိုးကိုရေးယူမယ်ဆိုတဲ့အကြောင်းနဲ့ထုတ်ပြန်လိုက်ဖြစ်ပြီးတော့အနေနဲ့ပတ်သက်ပြီးတော့ဒီသူတွေကိုတော့ဘာမှလုပ်မှာမဟုတ်ဘူးတိုင်းပဲလာရောက်ရှင်းပြဖို့ပြဖို့ဆိုပြန်လိုက်တာဖြစ်ပါတယ် ရမှုအောင်ဒီဗီဒီယိုနဲ့ဆုံးသက်လိုက်ပါတယ်နောက်တဲ့ဗီဒီယိုမှာတော့နောက်တဲ့တင်ပြနေတဲ့ပြဿနာဖြစ်တဲ့ကျွန်တော်ရဲ့ကိုချစ်တဲ့ production print channel လေးကို like and subscribe လုပ်လိုက် subscribe ပြီးဘေးအခောင်းနဲ့ဒါကြောင့်တက်လာတဲ့များပြီးတော့တင်ပြအားလုံး issue နားဆင်ရရဖြစ်ပါတယ်ဗလာမှုတွေအားလုံးပဲည၈နာရီတင်ပြစီမှာ channel ဆုံးပြေးကြပါမယ်ဆုံးရှိပြီးတော့တွေ့ကြတဲ့အတူပဲကျေးဇူးပါတယ်ဗျာ